တနေ့သောအခါကထိုင်းနိုင်ငံ၏ကျေးလက်ဒေသမှာပညာရှိတယောက်နေထိုင်ပါတယ်။သူဟာကျေးလက်လူတွေရဲ့ဘဝကို နားလည်ပြီးသဘာဝတရားနဲ့လူဘဝကိုနက်နက်နဲနဲသိမြင်တဲ့သူပါသူ့ကိုကျေးလက်ဒေသမှာလူတိုင်းကလေးစားကြပါတယ်။တနေ့မှာတော့ထိုကျေးလက်ဒေသကိုမင်းသားတပလာရောက်လည်ပတ်ပါတယ်။မင်းသားဟာမြို့ပြမှာကြီးပြင်းလာသူဖြစ်ပြီးကျေးလက်လူတွေရဲ့ဘဝကို နားမလည်ပါဘူး။ ူဟာကြီးလက်လူတွေရဲ့ပညာရေးနဲ့ဉာဏ်ပညာကို လေးစားမှုမရှိပါဘူး။မင်းသားဟာကြီးလက်ပညာရှိကို တွေးဆဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာပညာရှိရဲ့အိမ်ကို ရောက်ရှိလာပြီးကြီးလက်မှာပညာရှိတွေကဘာကိုတည်ကြတယ်လဲလို့မေးခွန်းထုတ်လိုက်ပါတယ်။ပညာရှိဟာမင်းသားကိုပြုံးပြီးပြန်ပြောလိုက်ပါတယ်။အရှင်မင်းသားကြီးလက်မှာပညာရှိတွေကတဘာဝတရားကိုနားလဲပါတယ် လူတွေရဲ့ဘဝကို နားလည်ပါတယ်ပညာဆိုတာစာတက်မြောက်ချင်းတင်မဟုတ်ပါဘူးဘဝကိုနားလည်ခြင်းလည်းဖြစ်ပါတယ်မင်းသားဟာပညာရှိရဲ့စကားကို နားမလည်သေးပါဘူးဒါကြောင့်ပညာရှိက သူ့ကိုခြေလက်လူတွေရဲ့ဘဝကိုလေးလာဖို့ဖိတ်ခေါ်လိုက်ပါတယ်မင်းသားဟာခြေလက်လူတွေနဲ့အတူလေယာလုပ်ငန်းတွေမှာပါဝင်လုပ်ကင်ပါတယ်သူဟာလေသမားတွေရဲ့ကြိုးစားအားထုတ်မှုကို မြင်တွေ့ရပြီးတဘာဝတရားကို နားလည်လာပါတယ် တပတ်ကြာပြီးနောက်မင်းသားဟာပညာရှိစီကိုပြန်လာပါတယ်သူဟာကြေးလက်လူတွေရဲ့ဘဝကို နားလည်လာပြီးပညာရှိရဲ့စကားကို လေးစားလာပါတယ်ပညာရှိကမင်းသားကို ပြောလိုက်ပါတယ်အရှင်မင်းသားပညာဆိုတာစာတက်မြောက်ချင်းတင်မကပါဘူးလူတွေရဲ့ဘဝကိုနားလည်ခြင်းတဘာဝတရားကို လေးစားခြင်းနဲ့ကျေးဇူးတည်တဲ့ခြင်းတို့လည်းပါဝင်ပါတယ်အရှင်မင်းသားဟာကြေးလက်ပညာရှိရဲ့စကားကို နားလဲသွားပြီးသူ့ဘဝကိုပြောင်းလဲသွားပါတယ်သူဟာကြီးလက်လူတွေရဲ့ဘဝကိုလေးစားလာပြီးပညာရှိရဲ့သင်ခန်းစာကိုဘဝတလျှောက်မှတ်သားသွားပါတယ်ဒီဇလန်းလေးဟာပညာဆိုတာဘာလဲဆိုတာကိုဖော်ပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်